ကလေးတောင်စားပပျောက်ရင်အတွက်စူးစမ်းနေတဲ့ယုံလင်းယုံလင်းကဒီကိစ္စကိုပြောအောင်ခက်ပြပြပဲစားခဲ့ပါရင်လုံးဝအမြင်မသိတော့ပါဘူးတဲ့သူပြောချင်တာကတော့မျိုးပြရဲ့အဓိကလမ်းစုံလမ်းကွာရင်းမိဘတွေမှာကလေးငယ်တွေကိုဗန်းပြပြီးတောင်းရန်ခိုင်းတဲ့အပြုအမူတွေပါပဲသူရဲ့ပြမအောင်ဆုံးဆုံးရင်ပူပန်မှုကနေရန်ပူတဲ့အချိန်မှာကလေးတွေကအသက်အန္တရာယ်ရှိနိုင်တယ်လို့ထောက်ပြပါရင် အပူဒဏ်ရင်အရင်စားတဲ့ဘေးအနေပေါင်းစုံကိုမျက်ကွယ်ပြုပြီးလူကြီးတွေကကိုကျိုးစည်းဝါးအတွက်ကလေးတော်သုံးချရတာကိုသူကရင်းညွှန်းတာပါဒီလိုပုံစံနဲ့ကလေးတွေကိုပန်းပြပြီးအကျိုးရှာနေတာတွေကဥပဒေတစ်ခုနဲ့တားဆီးနိုင်မှုမျှော်လင့်တယ်လို့တောင်းဆိုခဲ့ပါတယ်ဒီနေရာမှာဥပဒေဆိုတာကကလေးတွေရဲ့ဘဝလုံခြုံမှုကိုကာကွယ်ပေးမယ့်ဒိုင်းကြီးတစ်ခုဖြစ်စေခြင်းနဲ့သူ့ရဲ့ဆန္ဒကိုတွေ့ရပါတယ်ဒီမင်္ဂလာဟာကလေးငယ်တူချင်းစီရဲ့ဘဝတစ်ခုတည်းကိုပဲထိခိုက်တာမဟုတ်ဘဲနဲ့လူမှုပအဝင်ခြင်းတစ်ခုလုံးကိုပါအနောက်ရှက်ဖြစ်စေတယ်ဆိုတာကိုယုံလင်းကပြောပါတယ်အဲ့ဒါတို့ဖြင့် ကားသမားတွေရဲ့ခက်ခဲပါမိပွားမိလို့ရှိရင်သူတို့ကိုပဲအာရုံထားနေရရင်ကားမန်ကိုတင်းခောက်ပြီးတောင်းတာတချို့ဆိုရင်ကားတကားကိုဆွဲပွင့်တဲ့အထိဖြစ်လာတာတောင်းတာမပေးလို့ရှိရင်ဆဲတောင်သွားသေးတာတွေနဲ့ကားထွက်ကနေရှေ့ကနေပိတ်တဲ့အထိဖြစ်လာတာဒါတွေဟာရင်းစည်းကမ်းလမ်းစည်းကမ်းနဲ့ရင်းနဲ့ကင်းရှင်းရေးအတွက်အကြီးမားဆုံးချင်းချောင်းမှုတွေပါဘယ်တော့တစအတိုင်းမီချိန်မိသွားရင်ကားသမားပဲပြဿနာဖြစ်လာမှာယုံလေးကစိုးရင်ပူပန်နေပါရင် ဒါအပြင်သူကနိုင်ငံခြားနိုင်ငံတွေတွေ့ခဲ့ရင်လည်းအဆင်မပြေဘူးလို့နိုင်ငံကုံတိတ်ခါကိုပါထည့်သွင်းစဉ်းစားပါရင်ကိုမြန်မာအချင်းချင်းတော့မှမြင်လို့မကောင်းတဲ့လုပ်ရည်တရားကဘာကမြင်ဘလို့ပုံရိပ်ထမလဲဆိုတာသူကစိုးရိမ်မကင်းဖြစ်ခဲ့တာပါဒီလိုလုပ်ရည်မျိုးကဥရိယာဘလို့အကျုံးဝင်တယ်လဲဆိုတာကိုလည်းသူကသိချင်ပါရင်ဒါကလေးတကယ်ညှဉ်းပန်းနှိမ့်ဆက်မှုမျိုးလားလဲသိချင်ပါရင်ဆိုပြီးသူရဲ့အကောက်ကနေဥရိပညာရှင်တွေကိုမေးဖို့ထုတ်ခဲ့တာဟာဒီပြဿနာကိုစိတ်ခံစားမှုတစ်ခုလည်းနဲ့မကြည့်ပဲဥရိကြောင်းရပါထီရောက်တဲ့အဖြေရှာခြင်းတွေပေါ်ပါမယ်နောက်တဲ့ပြဿနာတစ်ခုကတော့ ဒီလိုရဟာကလေးကိုဒုက္ခပေးပြီးတော့အကျိုးရှာလာလို့မြင်ပြီးတော့အခြေကောင်းလက်ကောင်းနဲ့ကိုယ့်ဘာသာကိုမတောင်းစားပဲကလေးကိုအုံချနေတဲ့သူတွေကိုအမုန်းဆုံးပဲလို့ဒေါသတကြီးနဲ့မှတ်ချက်ပေးခဲ့ပါရင်ဒီနေရာမှာအထူးအစဉ်းစားစရာကကလေးရဲ့သဘောဆန္ဒမပါဘဲနဲ့ကလေးကိုတရားအောင်စားတကူအကျိုးရှာသူတွေရဲ့လက်နဲ့ဖြစ်သွားအောင်လှုံ့ဆော်နေရကိုဘယ်လိုတားဆီးမလဲဆိုတာပေါ့မင်းဒါအသက်မပြည့်သေးတဲ့ကလေးတွေကိုခွင်ကောင်းယူပြီးတော့ခေါင်းပုံဖြတ်နေတဲ့အဖွဲစည်းတွေကိုလက်လို့မထားသင့်ပါဘူးဒါအပြင်ဒီပဒနာရဲ့အရင်းမြစ်ကိုယုံလေးကပုံမှန်နဲ့ရှိုင်းနေရှုတော့ကနေမြင်ပါရင် သူပြောတယ်မကျွေးနိုင်မင်းတသက်မွေးတဲ့လူတွေရှိတယ်ဆိုတာကလူအဖွဲ့အစည်းရဲ့စင်ရမွေးတည်မှုနဲ့ပညာရေးအားနည်းချက်တွေကိုထောက်ပြလိုက်တာပါ။ဘာမှမစင်းသားပဲနဲ့အစင်းပြေတို့မွေးတယ်ဆိုတဲ့စကားလုံးတွေကလည်းတာဝန်ယူမှုမဲ့တဲ့မိဘတို့ရဲ့ အပြုတ်မှုကိုဝေမျှလိုက်တာပါ။ဒါ့အပြင်သူကသားဆက်ချပေးလိုက်ရင်လူခွင့်ရေးဆိုပြီးဝိုင်းဆဲချမယ်ထင်တယ်နော်ဆိုပြီးတော့လူမှုရေးနဲ့လူခွင့်ရေးစံနှုန်းတွေကြားကစိန်ခေါ်မှုကိုဟာသာနှုတ်ပြီးထောက်ဖော်ခဲ့ပါတယ်။အထူးကပြောချင်တာကခရီးဖေတွေကလည်းတာဝန်မီဝဲကွဲသွားတဲ့စားတဲ့အစီအပြေးတဲ့မိသားစုဘဝတွေကြောင့်လမ်းမေးရောက်နေတဲ့ကလေးငယ်တွေရဲ့ဘဝကိုစာနာမှုနဲ့အတူဒီလိုမျိုးကလေးငယ်တွေရဲ့ဘဝကိုတန်ဖိုးထားပြီးကာဝယ်ပေးပါဆိုတဲ့တောင်းဆိုချက်ပဲဖြစ်ပါတယ်။ပြည်ထက်ကြီးဒီပြဿနာကိုဖြေရှင်းဖို့ဆိုရင်ဥရိယာထိရောက်တဲ့ရေးယူမှုကလေးကာဝယ်စောင့်ရှောက်ရေးအစီအစဉ်တွေကိုပုံမခိုင်းမလာဖို့ပြီးတော့ဆင်းရဲနွမ်းပါမှုတွေပပျောက်ရေးတွေကဒပိုင်းနဲ့ဆောင်ရွက်ဖို့လိုအပ်တာမို့လို့ယုံလေးနဲ့ရှင်းနေအဖွဲ ွဲတွေကတော့ကလေးတရောင်းစားပွဲပြရေးအတွက်ကြိုးစားနေကြရပြီဖြစ်ပါတယ်လို့သိရပါတယ်